မင်းသိလား VO3 မှာကြည်လင်ပြက်သားတဲ့မြန်မာစကားကိုပြောနိုင်တဲ့နီလန်းရှိတယ်။မသိရင်ဒီဗီဒီယိုကြည့်လိုက်ပါ။ကိုဝေရန်ကဗီဒီယိုမှာတေချာပြောထားပါတယ်။ Hello အားလုံးဝင်မိလားပါ။အဲ့တော့ခုနကဗီဒီယိုမှာအတိုင်းကျွန်တော် Google VO 3.1နဲ့ကျွန်တော်တို့ဒါမြန်မာလိုပြပြတတနဲ့ smooth ဖြစ်တဲ့ဒါ dialogue တွေထုတ်လို့ရတဲ့နီလန်းရှိနေပြီဆိုတာကိုသိပါသလား။ ဒီလေးဆိုရင်တော့ကျွန်တော်ဒီဗီဒီယိုကြည့်လိုက်ပါဒီဗီဒီယိုမှာတော့အဆအဆုံးပေါ့နော်ညီမလို့ဘယ်လိုကောင်းကောင်းမပြောရမလဲဗီဒီယို3.1နဲ့ပဲဘယ်လိုမျိုးထုတ်လို့ရမလဲဆိုတော့ကျွန်တော်လက်တော့ဒီ PC version ရော mobile version ရောကျွန်တော်ပြပြောပြပေးသွားပါမယ်ဆိုတော့အရင်လိုမြန်မာစကားပြောထုတ်လို့ရတော့မဆန်းပါဘူးကျွန်တော်ဗီဒီယို3မှာလွန်ခဲ့6လလောက်ထဲရနေပြီပေါ့နော်ဒါပေမဲ့ဒီ video 3.1ထွက်ပြီးနောက်မှာကျွန်တော်မြန်မာစကားပြောရင်မမှန်တော့တာပြီးရင်ဒီ pocket ရတွေပြောနေတာရှိတယ်ပေါ့နော်ဒီလို video ပေါ့ဗျာဟုတ်ပြီးလုံးလား ဗီဟို3မှာမြားလူတို့ပြပြသေးသေးပြောလဲရတဲ့ဥမတိုးသေးရင်ဒီဘူးလို့ကိုကြိုးလိုက်နေပြီးတော့လက်ရှိဗျာ AI model အများကြီးပေါ်လာတဲ့ကျွန်တော်တို့ဒီ clean တို့ တခြားသော LDA Studio တွေ Sora 2တွေเนาะတကယ် quality တွေက share မိုက်တယ်ဗျာဒါပေမဲ့ပြဿနာဘာလဲဆိုတော့ကျွန်တော်တို့မြန်မာစကားပြောမထွက်တာတွေပြီးမြန်မာလိုနားမလည်တာတွေပေါ့เนาะရှိတယ်ဗျာအဓိကတော့ဒီ lipsin နဲ့ quality ကြတဲ့ဟာမျိုးမရှိဘူးဗျာဒါမဲ့ကျွန်တော် Google ထုတ်တဲ့ video 3.1မှာတခုမှာပဲရသေးတာပေါ့เนาะဆိုတော့ကျွန်တော်ဒီ message တွေမှာ comment တွေအောင်မေးကြရပေါ့လားမြန်မာလိုမပြီးဘူးထုတ်လို့ရလားဘယ်လိုလုပ်လို့ရလဲ ဆိုတဲ့လူတွေများတဲ့သူကကျွန်တော်ဒီဗီဒီယိုလေးကိုအခမဲ့မျှဝေပေးလိုက်ရဖြစ်ပါတယ်အဲကျွန်တော်ထင်တခြားသောဘယ် AI creator တွေဘယ် vlogger တွေမှလည်းဒါအဲမတိကြသေးဘူးမမျှဝေပေးသေးဘူးထင်တယ်ပေါ့နော်အဲ့တော့ဆိုတော့ကျွန်တော်ဒီမှာဒီနေ့ပြောပြပေးသွားမှာမယ်ဆိုတော့ဗီဒီယိုကိုဒါအဆုံးထိကြည့်ပြီးတော့ဒါ like and share လေးဝေမျှပေးခြင်းဖြင့်ကူညီလို့ရပါတယ်ကျွန်တော် YouTube channel မှာလည်း subscribe လုပ်ပြီးအားပေးနိုင်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုစလိုက်ရအောင် ဟောစကမ်းဆက်ကျွန်တော်နာမည်ကတော့ Wayne Junior ပါလက်ရှိ Groot 8ဆိုတဲ့ဒီ AI နဲ့ Digital Marketing Agency တခုရှိပြီးတော့ဒါ GACN Platform ဆိုတဲ့ AI Product လေးတခုလည်းထုတ်ထားပါတယ်ဗောနော် ပြီးတော့ကျွန်တော်ဒီ business နဲ့ဒီ AI တွေကိုဘယ်လိုသုံးချမလဲဆိုတာမျိုးလေးကို train မေးနေသူတူလည်းဖြစ်ပါတယ်ကျွန်တော်တို့ဒီ Google Fiiro 3.1ပေါ့เนาะ3.1เนี่ยညီမလို့ဒါပြပတတထုတ်လို့ရတဲ့ဟာတွေထုတ်ဖို့ကကျွန်တော် Google Gemini မှာလုတ်လို့မရဘူးတခြားတော့ Google Vase တို့ Google AI Studio က Fiiro 3 model ဒီမှာလုတ်လို့မရဘူးဒါမှမဲ့လုတ်လို့ရလဲဆိုရင်ကျွန်တော်တို့က Google ရဲ့ flow မှာတုံးလို့ရပေါ့เนาะဒါ AI video ထုတ်နေတဲ့လူတွေဆိုတော့တည်တယ်ဗျာအာ flow ရှိတယ် voice ရှိတယ်ပေါ့အဲ့တော့ flow မှာပဲလုတ်လို့ရမယ်အာ maybe တခြား instant ထုတ်လို့ရတဲ့ AI app တွေလည်းလုပ်လို့ရအောင်ဥပမာဆိုကျွန်တော် free pick တို့ရှင်မယ်ဗျာတခြားဒီ AI platform software တွေရှင်မယ်ဗောဒီမှာလေးလုပ်လို့ရတယ်အဲ့တော့ကျွန်တော်ဒီမှာ Google Flow နဲ့ဆန်ပြမယ်ဗောနော်အဲ့တော့တုံးချင်တဲ့လူကတော့ကျွန်တော် Google Flow ဆိုပြီးတော့ရိုက်ချလိုက်ဗောနော် search မှာရိုက်ချလိုက်သူကတော့ application မရှိဘူး website ကနေပဲတုံးလို့ရတယ်အဲ့မှာကျွန်တော် flow ဆိုတာလေးဝင်လိုက်ဗောနော် flow ဆိုတာလည်းဝင်လာဒီမှာတတိထားမှာမြန်မာနိုင်ငံလူဆိုရင်တော့ VPN တနိုင်ငံငံထပ်ခံရတာပေါ့နော်နိုင်ငံတစ်ခုခုကိုခံပြီးလာရပါတယ် flow ရတဲ့နိုင်ငံပေါ့အမှကျွန်တော်ထိုင်းတို့ဘာလို့ရရတယ်ပေါ့ကျွန်တော်ကတော့လက်ရှိအားထိုင်းမှာဖြစ်တဲ့အတွက်အာ VPN တော့ခံစရာမလိုအမှကျွန်တော် flow ကိုဝင်လိုက်မယ်ဝင်လိုက်ပြီဆိုရင်ပေါ့နော်ရပြီပေါ့နော်အဲ့တော့ Google flow ကကျွန်တော် Gemini Pro ဝယ်လူဆိုရင်တစ်လောက် credit 1000ရရတယ်ပေါ့နော် credit 1000ရရတယ် အဲ့တော့ free တွေဆိုရင်တော့ကျွန်တော်ထင် credit တရားလောက်တော့ရရတယ်ဗောနော် free user တွေဆိုရင်တော့စမ်းကြည့်လို့ရတယ်ဗောဗျာအဲ့တော့ flow ကဘာကောင်းလဲဆိုတော့ကျွန်တော် cinematic video အရှေ့ကြီး minute အရှေ့ကြီးလောက်တာတွေကျွန်တော် cinematic ဆန်ဆန်လောက်တာတွေဒါတွေတော့ကိုအာကျွန်တော်ပုံကောင်းတုံးလို့ကောင်းတယ်ဗျာသူက Gemini model ကြီးပဲတုံးထားတာဗောနော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်မှာဆို Ultra Plan လေးတွေ့ရတယ်ပေါ့နော်ကျွန်တော်ကဒါကတော့ Ultra Plan နဲ့ဆံပြရဖြစ်ပါတယ်အဲ့တော့ Ultra Plan မှာတော့မှကျွန်တော် credit က4000ခွဲထိရှိတယ်ဗျာအ အာပုံမှန်ဆိုရင်ကျွန်တော် official မှာဝယ်မယ်ဆိုရင် Google Ultra Plan ကတစ်လောက်2000ခွဲပဲရမယ်အပြင်ဥပမာ125ဒေါ်လာမြန်မာဝင်လဲဆို9သိန်းခွဲပေါ့နော်ပုံမှန်ဆိုရင်တစ်လောက်249ဆို10သိန်းကျော်ဝင်းကျင်ရှိတယ်အဲ့တော့ကျွန်တော်ဒီမှာဆိုရင်တော့ဒါမြန်မာနိုင်ငံလူတွေလွယ်လွယ်ကူကူသုံးလို့ရအောင်ကျွန်တော်ကဒီ technical arbitrage ဒီပညာပညာလောက်ထားပြီးတော့ကြော်ခွလောက်ပြီးတော့ကျွန်တော်ဒီလိုမျိုး 4000ခွဲတွေပါအကောင့်တွေကျွန်တော်ဖောက်ပေးထားတယ်ဗောနော်အအများကြီးတော့မရှိပါဘူးတကယ်လို့လိုချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ဒီ Wing Junior page မှာလာပြီးဝယ်လို့ရတယ်အဲ့တော့ဟို credit အများကြီးဆိုတော့ video ရေ share ထုတ်လို့ရတယ်ဗျတလားဟိုအကန့်အကန့်တက်မရှိနေပါလောက်ထုတ်လို့ရတယ်ဗောနော် Okay အဲ့တော့ကျွန်တော် set လုပ်လိုက်မယ်ဗောနော်အဲ့တော့ကျွန်တော်တို့ဒီမှာစမ်းပြပေးပါမယ် Google Flow နဲ့မြင်ပါလို့ဘယ်လိုပြအောင်ထုတ်မလဲဗောနော်အဲ့တော့ကျွန်တော် new project ကိုခေါ်လိုက်မယ် Okay ဒီမှာကျွန်တော်တစ်ချက်ရှင်းပြပေးမယ်ဗောနော် အဲ့တော့ဒီ flow မှာကဘာလုပ်လို့ရလဲဆိုတော့ကျွန်တော် test to video စာနေ video ပြောင်းတဲ့ဟာလုပ်လို့ရတယ် frame to video ကကြတော့ကျွန်တော်ပုံလေးတွေပေါ့နော်ကျွန်တော်ပုံကိုယ့်ရဲ့ထုတ်ထား AI ပုံလေးတွေ video ပြောင်းမယ်အဲဒါမှမဟုတ် first image ကနေ second image ကိုတွားတဲ့အကူပြောင်းလေးတွေကို transition လုပ်မဲ့ video လေးလုပ်ချင်တာဒါမှမဟုတ် ingredient to video ကတော့ကျွန်တော်တို့ကဒီ ingredient maybe တစ်ခုခုပေါ့နော်ကျွန်တော်ရဲ့ Coca-Cola အင်းလေးတွေအာကိုကာကိုလာ sorry ကိုကာကိုလာအေးလေးတွေအဲပြီးရင်ကျွန်တော်တို့လူပုံလေးတွေဆက်သဖြင့်ပေါ့နော်ဟိုပုံလေးတွေထည့်လိုက်ပြီဆိုရင်တော့ဗီဒီယိုတစ်ခုပြောင်းပြီးရအောင်ပေါ့နော်ဟိုကျွန်တော်ပအဝင်ပစ္စည်းလေးတွေကိုဗီဒီယိုတစ်ခုလုပ်တာအခုဆိုရင်အစ်တစ်မှာဆိုရင်ကျွန်တော်ဒီဟာလုပ်တဲ့ဟာအစ်တစ်မှာဆိုရင်ဘာအစ်တစ်ပိုလာလေးလဲဆိုရင် create image ပေါ့နော် create image ကကြတော့ကျွန်တော်ပုံပေါ့နော်ဒီ nano banana image model ကိုအာပုံဖန်တီးလို့ရတဲ့ဟာပေါ့နော်ဟိုစာလေးရေးပြီးတော့ client gemini မှာကျွန်တော်မေးနေကြလို့ပဲဗျာပုံလုပ်တာပေါ့နော် ပုံလုံးလာလုပ်လို့ရတယ်အဲ့တော့ပုံလုံးမလားဗီဒီယိုလုံးမလားဗီဒီယိုရှေ့လုံးမလား anything you can create on flow so okay အဲ့တော့ကျွန်တော်ဗီဒီယိုတခုအစမ်းအရင်လုပ်ပြမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဗီဒီယိုအာ prompt တခုပေါ့နော်ကျွန်တော်စမ်းလုပ်ထားရှိမယ်ဗျာโอเคအဲ့တော့ကျွန်တော်တို့ဒီမှာ အာကျွန်တော် prompt တစ်ခုရေးထားရပါတော့ prompt တစ်ခုကိုကျွန်တော်အာအဲ့တော့ဒီမှာ prompt ကိုဘယ်လိုရေးရမလဲဗီဒီယိုလောက်ရမလဲဆိုတော့ကျွန်တော် share ဗီဒီယိုတွေမှာတော့ပြထားပြီဆိုတော့အသေးစိတ်တော့မပြောတော့ဘူးအဲ့တော့ဒီမှာတော့ဟိုအဓိကကရည်ရွယ်ချက်ဖြစ်တဲ့ညီမလိုဘယ်လိုပြင်အောင်လုပ်မလဲဆိုတာပဲပြောပြပေးမယ်ပေါ့နော်အဲ့တော့ရေးဆိုကျွန်တော် Google Gemini ကိုတွားလိုက်ပြီးတော့ကျွန်တော်ဒီညီမလိုရေးလိုက်တယ်ပေါ့နော်ကိုဖြစ်စီခြင်းတဲ့ idea ပေါ့ကျွန်တော်ဒီဗီဒီယိုအရှိမပြောရဲ့ဗီဒီယိုလေးလောက်တဲ့နီးပေါ့ဗျာအာအမကို ဖြစ်စီခြင်းတဲ့ အာဒီဒါလိုမြန်မာလိုပဲကျွန်တော်ရေးလိုက်တယ်ဗျာဒါအလိုလိုကိုကြည့်လို့ရအောင်အင်္ဂလိပ်လိုရေးလိုက်ရပါတယ်ကျွန်တော်မြန်မာလိုရေးလိုက်တယ်အဲ့မှာကျွန်တော်အဓိကက video stream AI video လို့ပို့ test to video detail prompt အင်္ဂလိပ်၃မျိုးရေးပေးပါစကလုံးကိုပါအင်္ဂလိပ်လိုထည့်ရေးပေးပါဆိုကျွန်တော်ကြည့်လိုက်ရပါတော့ဒါတော့ maybe ကို chat gpt တုံးလေးရရပဲ gemini တုံးလေးရရကြိုက်တို့ရေးလို့ရရပါတော့ကျွန်တော်တို့ဒါအစမ်းမတိသေးတဲ့လူတွေ basic တမားတွေအတွက်ကျွန်တော်ပြပြရပါတော့ โอเคအဲ့တော့ခဏဆောင်းလေးပဲဗောနော်ခဏဆောင်းနေရဲ့အတွင်းမှာအာခဏဆောင်းနေရဲ့အတွင်းမှာကျွန်တော်ဒါလေးကိုပြန်ရှင်းပြမယ်ဗောနော်အဲ့တော့ဒီမှာဆိုရင်ဘာတွေလုပ်လို့ရလဲဆိုရင်တို့ setting မှာဒီ landscape ဗောနော်ကျွန်တော် YouTube site လုပ်မလားဒါမှမဟုတ် portrait အထောက် TikTok TikTok reel ဆိုတော့အဲ့လို site လေးပဲအဲ့ဒါတွေလုပ်မလားပြီးရင်ကျွန်တော်တို့ဒီမှာ flow မှာကောင်းတာတခါ prompt ထည့်လိုက်ရတယ်ဗီဒီယို၄ခုထိအများဆုံးထုတ်ပေးတယ်အဲ့တော့တစ်ချိန်ထဲမှာဗီဒီယို၄ခု output ပါ prompt ဗောနော်၄ခုထိရတယ် ဖြုတ်ဒီ ultra blend မှာမိုက်တာကဒီ VO3 facet ထုံရင်0 credit ဗျာအာ pro မှာဆိုရင်ကျွန်တော်ထင် credit 20ကုန်မယ်ဒီ VO3.1 ultra blend မှာဆိုရင်0 credit ဆိုတော့ကြိုက်လို့ထုတ်တရက်ကိုအခုတရထုတ်မလား VO အရှိကြီးပဲလုံမလားစိတ်ကြိုက်လို့ရရတယ်အဲ့တော့ VO3.1 quality ဆိုရင်တော့သူကတရ credit ကုန်တယ်နော်အဲ့တော့ကျွန်တော်ဒီမှာအာ okay ကျွန်တော်ကတော့ credit ဒီ body ဆိုတော့ quality နဲ့ပဲကျွန်တော်စမ်းပြလိုက်မယ်ပေါ့နော် โอเค เอ่อဆိုတော့ခုနပရွန်လေးရလာပြီပေါ့เนาะရလာပြီโอเคကိုဇက်ကုန်တော့ကိုလှုပ်တယ်โอเคအဲ့တော့ကျွန်တော်ရှေ့ရှေ့ဝေးသွေးမိနေတော့ကျွန်တော်တခုပဲကျွန်တော်ရွေးလိုက်မယ်ပေါ့เนาะ โอเคအဲ့တော့ကျွန်တော်အာဒီဟာလေးကိုကျွန်တော်ယူလိုက်မယ်ပေါ့ဒါကတော့ကျွန်တော်၃မျိုးပြောရဲဆိုတော့ဒီရက်နေရွေးလို့ရတဲ့ဟာမျိုးပေါ့ကျွန်တော်တခုယူလိုက်မယ်ဗျာโอเคဒါလေးကို copy ကူးလိုက်မယ်အဲ့တော့ copy ကူးပြီးတော့ကျွန်တော်ခုနက Google Flow ပေါ့เนาะ Google Flow ရဲ့ test to video မှာတွားပြီးနှိပ်လိုက်မယ် အဲ့တော့အဲတော့ကိုကရေးပေါ့နော်ဘာမီစ်ဂရန်ဖာသာမာတာအာကက်ရှူရလုခါရโอเคဒီနေရာမှာပေါ့နော်ကျွန်တော်မြန်မာလိုစကားပြောခိုင်းမှာဒါကင်မရာ move အဲ့တော့ဒီမှာပေါ့နော် hey do you know အဲ့တော့ဒီနေရာမှာကျွန်တော် flow မှာကောင်းတာကမြန်မာလိုရေးလိုက်ရတယ်ပေါ့နော်ကျွန်တော်ကတော့ပို့ပြီးတော့သိကြအောင်အင်္ဂလိပ်လိုပဲကျွန်တော်ရေးလိုက်တယ် ကိုထုတ်ချင်တဲ့စကားပြောကိုလည်းညာလို့ရေးခိုင်းလို့ရတယ်ဒါကိုကျွန်တော်ပြီးရင်ထပ်ပြမယ်ပေါ့နော်အခုကတော့ကျွန်တော်အင်္ဂလိပ်လိုပဲရေးလိုက်မယ်ကျွန်တော် pro နေပါရေးလိုက်တယ် okay ဒီညမှာကျွန်တော်ထပ်ရှင်းမယ်ပေါ့နော် says dialogue ပေါ့နော် and the old man ပေါ့နော် and the old man the old man says ော် The Omen Says နေရာမှာကျွန်တော်အာဒီကျွန်တော်သုံးနေကြပေါ့နော်မြန်မာလိုသုံးနေကြစကားလုံးလေးထည့်လိုက်တယ်ပေါ့နော်အာ The Omen Says this dialogue translate to Burmese and speak in Burmese dialogue is ဆိုပြီးတော့ကျွန်တော်ရေးလိုက်တယ်အာ how hey did you know one of there's a way to speak clear for me oh do you don't know watch this video okay ဒါလေးကိုကျွန်တော်လုတ်လိုက်မယ်အဲ့တော့ ကျွန်တော်အော် quality အော် quality နဲ့မစမ်းတော့ကျွန်တော် first နဲ့ပဲမြင်အောင်စမ်းမယ် quality ကနည်းနည်းတော့အချိန်ကြာတယ်10မိနစ်ကျော်ကျော်ကြာတယ်အဲ့တော့ first နဲ့ပဲကျွန်တော်စမ်းပြမယ် landscape တစ်ခါရဲထွက်လို့ရအောင်ကျွန်တော် tree output ယူလိုက်မယ်ပေါ့နော်အော် okay ဒါကိုကျွန်တော်လုပ်လိုက်မယ် โอเคเอ่อကျွန်တော်တို့ဒီ10 minute ကြာ second mind တွင်မှာတော့ကျွန်တော်ဗီဒီယိုရလာပြီဒီမှာမြင်တဲ့အတိုင်းပဲပေါ့เนาะကျွန်တော် Gemini မှာဆိုတစ်ခါထုတ်တစ်ခုပဲရတယ်အာအခုဒီ flow မှာဆိုရင်တစ်ခါတည်းနှိပ်သုံးခုတန်ရတယ်တော့အချိန်ပိုတက်တာမယ်ပိုပြီးတော့ variation တွေရွေးလို့ရမယ်ပေါ့เนาะအဲ့တော့ကျွန်တော်တစ်ခုတော့စမ်းကြည့်လိုက်မယ်ပေါ့เนาะ Hey to mail VO3 မှာမြတ်မလို့ point point နဲ့တန် short short လို့ပြောလို့ရတာเนาะ minute ်သလား VO3 မုံကျုံလင်ပြတာပြက်ဆက် fluent ဖြစ်တဲ့များလေးပြောလိုက်ရောတယ်နော်မသိရင်နိုင်ဒီ site ကြုံလံပါ Okay ဒီမှာပြောချင်တာတခုပေါ့ဟာမင်းကမြန်မာလိုလည်းမပြီးဘူးပါညာပေါ့ဟုတ်တယ်ဒီမှာပြောချင်တာတခုကကျွန်တော်ရေးလိုက်တယ် prompt ရေးလိုက်တယ်မြန်မာလိုမပြီးဘူးဒါလူတိုင်းကြုံနေရဲ့ပြဿနာဟုတ်ကျွန်တော် video 3.1နဲ့ဘယ်မှာပဲထုတ်ထုတ်မြန်မာလိုမပြီးဘူး Okay အဲ့ဒါကိုကျွန်တော်ပြီးအောင်ဘယ်လိုလုပ်မလဲသူကထုတ်ပြီးဝမှပြီးအောင်လုပ်ရတာပေါ့နော်အဲ့တော့ကျွန်တော်ကဒီဟာကို Okay ကျွန်တော်ဒီဟာလေးကိုကြိုက်တယ်ဗျာ ဒီအားလေးကိုလုံးမယ်ဆိုဒီမှာ add to sing ဆိုတာလေးရှိတယ် add to sing ဆိုတာလေးကိုနှိပ်လိုက်မယ်ပေါ့နော် add to sing ဆိုတာလေးကိုနှိပ်လိုက်မယ်ဆိုရင်သူကဒီ sing ဖြေတာဆိုတာရှိရပေါ့အဲ sing ဖြေတာကဘာလုပ်တာလဲဆိုတော့ကျွန်တော်တို့ကဒီ AI video ကိုအရှိကြီးဆက်ထုတ်တာအဲ့တော့ဒီဟာပြီးရင်ဘာလာလဲဒီဟာပြီးရင်ဘီ prompt ရေးလိုက်ဘာထပ်ဖြစ်လာလဲဒါမျိုးတွေကို step by step ရှင်းပြတာပေါ့ဟုတ်ပေါ့ဆိုရှင်းပြဖြစ်တယ်ထုတ်တာပေါ့နော်အဲ့တော့ဟို line ပေါ်မှာ internet ပေါ်မှာတွေးကြမှာပေါ့2မိနစ်3မိနစ် video ရှိကြီးလောက်ကြာအဲ့ဒါဒီ flow ကိုသုံးပြီးတော့လောက်တာ အဲ့တော့ဒီစင်းပေတာအသုံးချရအဖြစ်ဒီ character consistent ရှိသွားတယ်เนาะပို့ပြီး control လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်ကမြန်မာလိုပီအောင်ဘယ်လိုလုပ်ရလဲဆိုတော့ဒီမှာလာပါပြီအဲ့တော့မြန်မာလိုပီအောင်ဘယ်လိုလုပ်အောင်လဲကျွန်တော်ရှာတွေ့ထားတဲ့နီလန်လေးကတော့ဒီအပောင်းဘတ်တန်လေးကိုနှိပ်မယ်ပြီးရင်ကျွန်တော် extend ဆိုတာလေးကိုနှိပ်လိုက်မယ်ပေါ့နော်အဲ့တော့ဒီ extend နဲ့ jump to ဆိုပြီးနှစ်မျိုးရှိတယ် jump to ဆိုတာကတော့ဒီစင်းပြီးွားပြီဆိုနောက်တဲ့စင်းတစ်ခုလုံးလုံးဝပြောင်းသွားတာအဲ့ โอเคဒီမှာကျွန်တော်တို့ဆိုင်ငယ်စီးနေပြန်နောက်တစ်ဆင်းရမေးပြီးသူတို့အိမ်ထဲရောက်သွားတာပေါ့အဲဒီလိုမျိုးဆင်းတစ်ခုလုံးယူပြောင်းသွားတာအဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့က extend ဆိုတာလေးကိုယူမယ် extend ကယူရတာဗာလဲဆိုတော့ခုနကကျွန်တော်တို့ဟာဗာလဲဟာထုတ်ထားတဲ့ဟာလေးပေါ့နော် sorry ကျွန်တော်ပြန် prompt သွားယူလိုက်မယ်ပေါ့နော်အဲခုနကကျွန်တော်တို့ထုတ်ထားတဲ့ prompt ရှိမယ်ဗျာအဲ prompt test ကိုပဲကျွန်တော်သွားပြီးတော့ပြန်ယူမယ်အဲ နောက်ခုနကျွန်တော်စိမ့်ပေတာတွေကိုနှိမ့်မယ်စိမ့်ပေတာတွေကမှဒီထုတ်ထားတဲ့ဟာပေါ့နော်ကျွန်တော်ခုနရွေးတဲ့ဟာကို extend နှိမ့်မယ်နှိမ့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာတွားပြီးတော့ဒီ prompt ကိုပဲဒီ prompt ပဲဘာမှမပြောင်းတော့ဒီ same prompt same စာသားကိုပဲကျွန်တော်ထည့်ရေးလိုက်မယ်အဲ့ဟာ VO 3.1 first uh maybe ကျွန်တော်တို့ uh ဒီ output ပေါ့နော် okay ဘာမှမပြောင်းဘူးလားဒီဟာကိုပဲဆက်ပြီးတော့အော်ရေးလိုက်မယ်ပေါ့နှိမ့်လိုက်မယ် ဲ့ဆိုရင်ကျွန်တော်ဘယ်လိုဖြူ reset ထွက်လာမလဲကြည့်ရမယ်ဟောနော် okay ကျွန်တော် extend လုပ်လိုက်ပြီဆိုတော့ရလာပြီဗျာနော်အဲ့တော့ကျွန်တော် check ကြည့်လိုက်ရအောင်နော် view 3ပုံကျုံလင်းပြတ်တာ okay ဒီမှာဆက်စပ်ရေးထုတ်တော့မှန်မှန်တည်းဘောနော်မသိရင်နိုင်ဒီ site ကျုံလန်ပါ okay မြင်သိလား video 3မှာကြည်လင်ပြတ်သားတဲ့မြန်မာစကားကိုပြောနိုင်တဲ့လီလန်းရှိတယ်။မသိရင်ဒီ video ကိုကြည့်လိုက်ပါ။ โอเคအဲ့တော့ဒီမှာကြည်သွားပြီပေါ့เนาะအဲ့တော့ပြောချင်တာကအဲ့တော့ဒါပါပဲကျွန်တော်ကိုကြည်ရင်းတဲ့ဟာကိုတုံးကျင်နေဆိုရင်တော့ a stand မှာလုပ်ပြီးတော့ကျွန်တော်တို့ဒီထုတ်လိုက်မယ်ဆိုရင်တော့လုံအောင်စကားကလုံအောင် smooth ဖြစ်သွားပြီပေါ့အဲ့တော့ဒီဟာကိုမကြိုက်ဘူးကျွန်တော်နောက်ထပ်ထုတ်ထားသုံးမျိုးထုတ်ထားတဲ့အတွက်နောက်ထပ်တစ်ခုကြည့်မယ်ပေါ့เนาะနောက်ထပ်တစ်ခုကဘယ်လိုပြောလဲ you know there's a way to speak အဲ့ဒါကတော့အင်္ဂလိပ်လိုကြီးဖြစ်သွားတယ်ပေါ့เนาะအင်္ဂလိပ်လိုကြီးဖြစ်သွားတယ်ကျွန်တော်အာနောက်ထပ်တစ်ခုနောက်ဆုံးတစ်ခုကိုထပ်လုပ်မယ် you know ဒီကောင်းနေလို့ဒီလမ်းရှိတယ် မသိဘူးဒီဗီဒီယိုကြည့်လိုက်ဘူးအင်းအဲ့ဒါဒီဟာလဲမှန်တာတွေ့ရတယ်ပေါ့နော်မသိဘူး BO3 မှာကြည်လင်ပြတ်သားတဲ့မြန်မာသူကိုပြောနိုင်တဲ့ညီလန်းရှိတယ်မသိဘူးဒီဗီဒီယိုကြည့်လိုက်ဘူးအဲ့တော့ဒါပဲပေါ့နော်အဲ့တော့အာအဲ့တော့ဒီကလူတွေပြောချင်တာက AI creator တွေနော်ဒီ video ကြည့်နေတဲ့လူတွေပြောချင်တာကမြန်မာလိုထုတ်ချင်နေဆိုရင်ခုနကရေခဲ့ first prompt ပဲယူပြီးတော့ဒီ flow မှာ extent ဆိုတာလေးကိုနှိပ်ပါအဲဒါဆိုရင် air time ကိုပြန်ချလိုက်မယ်ဆိုရင်တော့မြန်မာလိုကြည်သွားပါပြီအဲ jump to သွားနှိပ်တယ်နော် jump to ဆိုရင်တော့မှန်မှာမဟုတ်ပါဘူးအဲ့တော့ video ရှိဘယ်လိုထုတ်မလဲ okay ဒီဟာကိုကျွန်တော်ထပ်ထုတ်ချင်တယ်ဆိုရင်ခုနပြောတဲ့ extent လေးပဲထပ်နှိပ်လိုက်ပါနော် extent လေးပဲထပ်နှိပ်ပြီးတော့ကျွန်တော်တို့အာဒီ two node နှစ်ယောက်ဗာပြောမလဲပေါ့နော်တခုပြောမယ် maybe အာကျွန်တော်မြန်မာလိုပဲခိုင်းလိုက်မယ်ပေါ့ရှိခဲ့မှာအဲ့တော့ the old man ပေါ့နော် the old man အာ continue saying saying this word this bomb is what no cô vi em muốn nói chuyện này mà vi em cho cô cô vi em cả à à và cô vi em cả video mà ကျွန်တော်တို့အာတီချာပြောထားပါတယ်ပေါ့နော်တီချာပြောထားပါတယ်အမျိုးလိုကြီးအဲ့တော့ကျွန်တော်ဒါကုနာမြန်မာလိုပေါ့နော်ကိုထုတ်စင်တဲ့ဟာမြန်မာလိုပဲဒါတော့ချီဆိုပြီးပြောလိုက်တယ်ပေါ့နော်အဲ့တော့အဲ့ဒါကိုပဲကျွန်တော်တို့ထုတ်မယ်ပေါ့နော်အဲ့တော့ဒီမှာ first scene ရောကျွန်တော်နှစ်ခုပဲတွားရေးလိုက်မှာပေါ့အဲ့တော့၃ခုပဲရွေးလိုက်ပါမယ်ကျွန်တော်၃ခုရွေးလိုက်မယ်အဲ့ဒါကိုထုတ်လိုက်မယ်အဲ့ဒါဆိုဒီလိုထပ်ထုတ်ခြင်းအပြင်နောက်ထပ်10 second ထပ်ပါသွားမယ်အဲ့တော့ 10မိနစ်စာဘယ်လိုထုတ်မလဲ2မိနစ်စာဘယ်လိုထုတ်မလဲ10 second 10 second 10 second ဆက်ထုတ်သွားမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာသတင်းကြေညာလို့လုံမလားအဲ podcast sponsor မျိုးလုံမလားလုံလို့ရတယ်နော်အာတကယ်လို့ကိုကနောက်ထပ်စင်းတစ်ခုကိုပြောင်းမယ်ဆိုရင်တော့ကျွန်တော်တို့က jam တူပဲနှိမ့်တာဖြစ်ဖြစ်နောက်ထပ်ဟာကိုတစ်ခုသွားလုံပြီးသွားပြီဆိုရင်ကျွန်တော် extend နဲ့မြန်မာလိုပြီးအောင်ဆက်ဒါကတော့မြန်မာလိုထုတ်ချင်တဲ့လူတွေအတွက်ကိုပြောတာပေါ့နော် Okay အဲ့ဒါဆိုရင်ကျွန်တော်ကကျွန်တော်ကထပ်ထုတ်တဲ့ဟာလေးရလာပြီပေါ့နော်ထပ်ကြည့်အောင်မြန်မာလိုပြီးသေးလားပေါ့ အော်ဒီဗီဒီယိုကတော့အတန်မထွက်လာဘူးလို့တွေ့ရတယ်ဗောနော်နောက်တဲ့ဗီဒီယိုတော့ကြည့်လိုက်မယ် Again clearly stated it in the Oh ဒီကလည်းအင်္ဂလိပ်လိုဖြစ်နေတယ် Again clearly လောဒီလိုက်ရှိမသိရင်ဒီဗီဒီယိုကြည့်လိုက်ပါ Okay အဲဒီမှာတော့ error တက်သွားတယ်ဗောနော် error တက်သွားဆိုတာ အဲသုံးခုမှာနှစ်ခုကအင်္ဂလိပ်လို့ပြောတယ်အဲတစ်ခုကကျတော့အတန်မပါလာဘူးဒါကတော့ဖြစ်တတ်ပါတယ်ထုတ်တယ်လူဆိုတော့တည်တယ် clearly အဲ့ဒါကျွန်တော်ကကပရွန်ရေးနေမှာလိုရတော့ဗောနကျွန်တော်ပြီးပြီးရောကျွန်တော်ပြလိုက်တော့ဗောတကယ်ကဒီလူကเนาะအဲပမာလိုတရားပြောပါတယ်ဆိုရယ်စကလုံးလေးကိုပရွန်မှာတရားရေးပြရမယ်အဲ့ဆိုရင်တော့ပြီးရောဗောနအဲ့တော့ဘယ်လိုဖြစ်ဖြစ်ဗောနဒါပရွန်နေကိုလည်းမြန်မာလိုရေးလို့ရတယ်အဲ့တော့လို့ရအဲ့တော့ကျွန်တော်နောက်ထပ်တစ်ခုဆန်းပြမယ်ဗောနနောက်တစ်ခုကတော့ ျွန်တော်ဗာစမ်းပြမလဲဆိုရင်โอเคကျွန်တော်အာ new project ခေါ်လိုက်မယ် new project ခေါ်ပြီးတော့ဒီမှာအာ ingredient to video လေးကိုစမ်းပြမယ်ပေါ့နော် ingredient to video နှိပ်မယ်အာ ingredient to video နှိပ်ပြီးတော့ကျွန်တော်ဟို frame to video ကတော်တော်များများတည်ပြီးသားပါနော်ပုံကနေ video ပြောင်းလာတော့ကျွန်တော် grok လည်းလုပ်လို့ရတယ် matter မှာလည်းလုပ်လို့ရတယ်တခြား clean လို့ဘာလို့မှဒီထက်ပိုကောင်းတဲ့ဟာတွေအများကြီးလုပ်လို့ရတယ်ဗျအဲဒီ ingredient to video ကကြတော့ flow ရဲ့အားသာချက်တစ်ခုဖြစ်တယ် အဲ့ဒါကြတော့ကျွန်တော် upload လုပ်မယ်ပေါ့နော်โอเคကျွန်တော်ပုံတွေ upload လုပ်လိုက်မယ်ဗျာအာโอเคကျွန်တော်ဒီမှာ send လုပ်ထားတဲ့ batman ပေါ့နော် batman ကို upload လုပ်မယ် t เนาะကျွန်တော် t တလက် upload လုပ်မယ်ပြီးရင်ကျွန်တော် background မျိုး upload လုပ်မယ်အဲ့တော့အဲ့တော့ကျွန်တော်ထုတ်ချင်တဲ့ idea ကတော့ဒီ batman က background မှာ t စောင်းနေရဲ့ video တခုပေါ့နော်အဲ့တော့ကျွန်တော်အဲ့ဒါကို video လေးပဲကျွန်တော်ရေးလိုက်မယ်ပေါ့နော်အာ batman is uh holding an umbrella umbrella orient umbrella at beckon and အဲဒီခါကျရင်ကျွန်တော်တိကျချင်ပြောရမှာနော်အဲဆင်းရင် this dialogue translate by dialogue is အဲ့တော့ဒီဟာလေးကိုကျွန်တော်ဒီရလူလေးမျှဝေပေးလိုက်ပြောတယ်ပေါ့နော်ဒီစကလုံးလေးကိုတောင်းရင်တော့မြန်မာလိုမှန်တယ်ပေါ့အဲ့တော့အာကျွန်တော် backend ကိုရောက်နေရပေါ့နော် ပကံကိုရောက်နေပါတယ်ကျွန်တော်ပကံကိုရောက်နေပါတယ်ယန်လှတာပဲအဲအဲ့ဒါကလုံးလေးကိုကျွန်တော်ထုတ်ကြည့်မယ်ပေါ့နော်အဲ့တော့ဒါဒီပုံလေးတွေထည့်မယ်ဒီစာလေးတွေထည့်လိုက်မယ်ဆိုရင်ဘယ်လိုမျိုးဖြစ်လာမလဲဆိုတာမျိုးလေးကိုကျွန်တော် share ကြည့်လိုက်ရအောင် expand ဟဲ့ okay ဗျာအဲ့ဆိုဗီဒီယိုရလာပြီဗီဒီယိုကြည့်လိုက်ရအောင်အဲ့တော့ခုနပေါ့နော်ကျွန်တော်တို့စာလေးရိုးရိုးရှင်းမှရှင်းလိုက်တယ်နော်ဘတ်မန်ကပကံမှာ ထီးဆောင်နေတဲ့ဟာမျိုးလေးအဲ့တော့သူထည့်လိုက်တဲ့ကျွန်တော်ပုံစံတိုင်းကွက်တီတွေ့လာတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကြည့်လိုက်ရအောင်ကျွန်တော်ပုဂံကိုရောက်နေပါတယ်အရန်လှတာပဲอืมအဲ့တော့ဒီမှာနောက်ထပ်ကျွန်တော် fat တစ်ခုထပ်ပြောလိုက်တယ်เนาะအဲ့တော့ ingredient to video မှာဒီပုံလေးကြီးစားလေးထည့်လိုက်တာနဲ့ကျွန်တော်မြန်မာလိုပထမဆုံးထုတ်တာနဲ့မြန်မာလိုလောကကြည်ပါတယ်ပေါ့เนาะမြန်မာလိုပြပြတတ်တာပြောနိုင်ပါတယ်ဟောနောက်တစ်ခုထပ်ဆန်လိုက်မယ်ပေါ့เนาะ ကျွန်တော်ပကံကိုရောက်နေပါတယ်အရန်လှတာပဲ Okay အာဒီအောင်လည်းပြရပါတော့ဒီ Gemini Ultra မှာအသာချက်က view စိတ်ကြိုက်ထုတ်လို့ရပြင် water map လောကမပါဘူး quality ကလည်းကျွန်တော် download ဆွဲပြီးဆိုရင် 1080p full hd အထိကျွန်တော် app scale လုပ်လို့ရတယ် app scale ထုတ်လို့ရတယ်ပေါ့နော်အဲ့တော့ original ပုံမှန် gemini တို့ဘာလို့မှထုတ်တာဆိုရင်တော့ 720p ပဲပေးတယ်ဒီမှာဆိုရင်တော့လုံးဝအာ 1080p resolution အထိပေးရဆိုတော့ ပုံမှန်ရေးထုတ်လို့ရတာပေါ့နော်အဲ့တော့ဒီမှာဆိုရင်၃ခုလုံးပြီးအောင်တွေ့ရတယ်အဲ့တော့ဒါကျွန်တော်ခုနပြောအဓိက prompt ပဲနော်ပကံကိုရောက်နေပါတယ်ပကံကိုရောက်နေတယ်အရင်လာတာပဲနော်ကျွန်တော်ရေးလိုက်တယ်အဲ့တော့ဒါပါပဲအဓိကတော့အဲ့တော့ ingredient to video မှာရတယ်ကျွန်တော် frame to video မှာလည်းမြန်မာလို့ပြပြတာထုတ်လို့ရတယ်မြန်မာစကားပြောထုတ်လို့ရတယ်မြန်မာလို့စာသားရေးလို့ရတယ်အဲ့တော့ဒီလောက်ဆိုရင်တော့ဒါဒီကြည့်တဲ့လူတွေတော်တော်လေးအာတိသွားပြီလောက်တော့ထင်တယ်ပေါ့နော် ီးတော့နောက်တစ်ခုကထပ်ဆန်းပြရမယ်ဆိုကျွန်တော် image ပေါ့နော် image မှာဆိုရင်ကိုယ့်ရဲ့เนาะကျွန်တော် Gemini မှာထုတ်လို့ပဲကိုယ့်ရဲ့ထုတ်ချင်တဲ့ product လေးတွေเนาะအာထုတ်ချင်တာလေးတွေကျွန်တော်တို့ထုတ်လို့ရတယ်ပေါ့နော်ဥပမာဆိုရင်ကျွန်တော်ခုနဟာဝဲထပ်ဆန်းပြရမယ်ဆိုရင်ကျွန်တော်တို့ Batman ပုံထုတ်တယ်ကျွန်တော်တို့အာဒီမှာ maybe T လေးကိုထုတ်တယ်ပြီးရင်ကျွန်တော်တို့ program မှာထုတ်တယ်အာ create ပေါ့နော်ကျွန်တော်မြန်မာလိုရေးလိုက်အင်္ဂလိပ်လိုရေးလိုက်မယ် create batman uh holding holding umbrella umbrella at begin begin အဲ့တော့အဲ့စာသားကိုပဲကျွန်တော်လုံးဝ expand ထပ်လုပ်ပြမယ်ပေါ့နော်ဒီဟာရိုးရိုးရှင်းရှင်းလေးကျွန်တော်ရေးလိုက်တာเนาะနားလည်လွယ်မယ်စကားလုံးလေးအဲ့တော့ကျွန်တော် expand လုပ်လိုက်တယ်ဆိုရင်ဘယ်လိုမျိုးလိုချင်တာလဲမင်းက cinematic ဆက်ဆံလိုချင်တာလားဘာညာဆိုပြီးရှိအဲ့တော့ကျွန်တော် cinematic ဆက်ဆံကိုရေးလိုက်မယ် prompt ရေးလိုက်မယ်ဆိုရင်သူကလုံးဝ fully prompt ကျွန်တော်ရေးပြီးရပေါ့နော် okay အဲ့ဒါကိုကျွန်တော်တို့အာ create image လုပ်မယ်ပေါ့နော် create image ထုံးမယ်နော် create image ထုံးမယ် nano banana model တုံးမယ် fold တုံးမယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့အာ lamp အာ sorry 39 landscape landscape လာ portrait ရပေါ့ဒီမှာကျွန်တော် nano banana ကို portrait ပါထုတ်လို့ရတယ် portrait ထုတ်လိုက်မယ် nano banana ဆိုရင်တော့ကျွန်တော်အထင်တော်တော်လေးပုံထုတ်တာမြင်မယ်လို့ထင်တယ်ပေါ့နော်အာ AI ရောတဖြည်းဖြည်းတော်တော်ကောင်းလာတယ်ဗျဟိုဒီ video model ပေါ့เนาะကျွန်တော်တို့ဟို quality ဘိုင်းမှာ video 3ထက်ကောင်းလာပြီပေါ်လာရင်ပေါ့เนาะဒါပေမဲ့လက်ရှိ video 3ကဈေးနည်းနည်းတက်တာတဲ့တကယ်လို့ဝယ်ထားတယ်ဆိုရင်ပြီးတော့ quality ကကိုပြောရတဲ့ quality တူတယ်ပေါ့เนาะ video 3.1မှာဒီမှာဆိုရင်ကျွန်တော်ပုံလေးထွက်လာပြီပေါ့เนาะပုံလေးထွက်လာပြီအဲ့တော့အဲ့ပုံလေးဟိုမှာကိုက video ပြောင်းကျင်တယ်ဒီပုံ video ပြောင်းကျင်တယ်ဆိုရင်ကျွန်တော်တို့ add to prompt ကိုရေးမယ် add to prompt ရေးပြီးတော့ဒီပုံလေးကိုရွေးလိုက်တယ်ဒီပုံလေးကိုရွေးပြီးတော့ကျွန်တော်တို့ကဘာလုပ်မလဲ frame to video ဆိုတာလေးကိုနှိပ်လိုက်မယ်အဲ frame ကနေ video ပြောင်းမယ်အမကိုကဘာထည့်ကျင်တာလဲတခုခု something ထည့်ထည့်ပြီးတော့လုပ်လိုက်ရပါအဲ့တော့ပိုလွယ်သွားတယ်ဗျာကျွန်တော်ပုံကနေ video ပြောင်းတဲ့နေရာမှာတခါတည်း flow မှာပဲပြီးသွားတယ်ပေါ့နော်အဲ့တော့ဒီမှာအဲ့ဆိုတော့ဒီဗီဒီယိုမှာတော့ကျွန်တော်ဒါ PC version နဲ့လုတ်ပြတာပေါ့နော်အာကျွန်တော် mobile version နဲ့လည်းနောက်မှာဗီဒီယိုတစ်ခုထပ်လုတ်ပြပေးပါဦးမယ်အဲ့တော့ဆက်ကြည့်ပေးပါဦးခင်ဗျာ mobile သမားပဲပေါ့နော်ဖုန်းနဲ့ပဲထုတ်မယ်လူရဲ့ လူတွေအတွက်ပါဒါကတော့ mobile phone နဲ့ထုတ်ရှင်တဲ့လူတွေအတွက်ကျွန်တော်အာဒီမြန်မာလိုပြည်အောင်ပြောရတဲ့ဟာကိုကျွန်တော် flow နဲ့ထုတ်ပြမှာဖြစ်ပါတယ်ဆိုတော့ခိုင်းလို့ပဲကျွန်တော် Google Flow ဆိုပြီးတော့ရိုက်ရှာမယ် Flow ဆိုတဲ့ဟာလေးကိုဝင်မယ်မြန်မာကနေဆိုရင်တော့ကျွန်တော် VPN ခံထားပြီးလို့လွယ်ပေါ့နိုင်ငံတကာနိုင်ငံ VPN ခံမယ်အမှကျွန်တော်တို့အာ create flow လုပ်ဖို့လိုတယ်ပေါ့နော် အဲ့တော့ဒီမှာပြောချင်တာကတော့ကျွန်တော်တို့ဒီ Chrome ပေါ့နော်ဒါဆိုရင် Chrome browser ပေါ့ Chrome browser မှာ flow နဲ့ထုတ်မယ်ဆိုရင်ကျွန်တော်တို့ဒီ PC လက် PC version ပေါ့အဲကျွန်တော် desktop site ပေါ့ desktop site ကိုပြောင်းထားဖို့လိုတယ်။ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ဒီ mobile view ဆိုရင်ကျွန်တော်တို့ video တွေဒီ extend ထုတ်လို့မရတာဖြစ်တတ်တယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့ဒီမှာအဆက်30ကိုနှိပ်မယ်။နှိပ်ထားပြီးတော့ကျွန်တော် desktop site ဆိုတာလေးကို on ထားပေးဖို့လိုတယ်ပေါ့နော်။အဲ့တော့ဒါဆိုရင်တော့ကိုက ဟိုရဲ့ mobile phone မှာဒါ PC ပုံစံ desktop ပုံစံတုံးတဲ့ပုံစံမျိုးလေးဖြစ်သွားမယ်ပေါ့နော် okay အဲ့မှာဆိုရင်ကျွန်တော်တို့ဒီမှာဟိုအောက်ကလေးကိုတွားပြီးတော့ကျွန်တော်တို့ create flow ဆိုတာလေးကိုနှိပ်လိုက်မယ်ပေါ့ဗျာအဲ့တော့ create flow လေးရဲ့ကိုကျွန်တော်နှိပ်ပြီးွားပြီးဝင်သွားပြီဆိုရင်အင်းဒါကတော့ကျွန်တော် Gemini Pro နဲ့ထုတ်ထားဖြစ်တဲ့အတွက်ကျွန်တော်မှာအာ credit ကတော့တိတ်မရှိတော့ဘူးဗျအာ60 60 AI ပဲကျန်တော့တယ်ပေါ့နော်အဲဒါ Gemini Pro ဆိုရင်နည်းနည်းပဲရတယ်ဗျအဲ့တော့ အာအရှင်းမပြောခဲ့သလိုပဲ Gemini Ultra မှာဆိုရင်တော့၄000ကျွဲ AI credit ရဆိုတော့စိတ်ကြိုက်ထုတ်အမုန်းထုတ် VO 3.1 fastness ဆိုရင်လည်း credit ကမလျော့ဘူးအဲ့တော့တရက်ကိုအပုတ်1000မဲထုတ်မှာ1000မဲထုတ်မှာစိတ်ကြိုက်ထုတ်လို့ရတယ်เนาะ၄000ကျွဲလည်းပါတဲ့အတွက်ကြောင့်မလို့လောကစိတ်ပူစရာမလိုဘောเนาะတလအတွင်းမှာစိတ်ကြိုက်ထုတ်လို့ရတယ်အဲ့တော့အာကျွန်တော်မှလည်းဒါအကောင့်ဖောက်ပြီးထားတာလေးရှိတယ်အဲ့တော့ ဈေးတသက်တာเนาะတောင်းကနန်းဝင်ကျင်တဲ့ credit တွေအများကြီး AI video တွေ share ထုတ်မယ်ဆိုရင်တော့ကျွန်တော်ရဲ့ page ကနေအာ stock journey တွေတော့လာဝဲလို့ရပါတယ်ဒါတော့အထူးစီစဉ်ပေးထားပါဗျာအဲ့တော့ကျွန်တော်တို့ဟုတ်ပြီဒီဖုန်းမှာ video ထုတ်ကြည့်အောင်ဆိုတော့ကျွန်တော် credit ကနည်းနေပြီဆိုတော့ပေါ့เนาะအရင်ထုတ်ထားတဲ့ဟာမျိုးတွေတစ်ချက်ပြမယ်ပေါ့เนาะအမ်ကျွန်တော်ဒါခုနကပဲ send ထားတာအဲ့တော့ထုတ်မယ်ဆိုရင်ကျွန်တော်အရှိတ်ပြောရ concept လိုပဲကျွန်တော်တို့ အာဒီမှာဆက်ဆက်ရေးထုတ်တဲ့နေရာမှာကျွန်တော်တို့ရေးလိုက်တယ်ဗောနော်ဒါကတော့ကျွန်တော် prompt လေးရေးလိုက်တယ်အာဒီ 3D animation video လိုချင်တယ်မြန်မာကောင်မလေးကနေပြီးတော့ red force ပြောင်းသွားတယ်ဗောနော်ဒီမြေခွေးနေပြောင်းသွားတယ် ပြီးတော့သူ prompt ထားတော့ထည့်ဗောနော်ဒီစာသားကိုမြန်မာလိုပြောပြပါဆိုရဲဟာမျိုးရေးတယ်အဲ့တော့ရေးလိုက်ဆက်ဆက်ရေးထုတ်လိုက်တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့မြန်မာလိုမပြီးဘူးဗောနော် အဲ့တော့အဲ့တော့ဒီမှာကြားတဲ့အတိုင်းပဲပေါ့နော်ညာတော့မြန်မာလိုမပြီးရအောင်တွေ့ရမယ်အဲ့တော့မြန်မာလိုမပြီးအဲ့ဒါကိုပဲကျွန်တော်တို့ကဒီမှာ instant ပေါ့နော်ကျွန်တော်တို့ဒီမှာအာ sing beta အဲဒီမှာကျွန်တော်အပေါ်က sing beta တဲ့ဟိုသွားပြီးတော့ instant လုပ်လိုက်တာပေါ့ဗျာ instant နှိပ်လိုက်တဲ့ဆိုရင်တော့အဲနောက်တဲ့ video ကိုကျွန်တော်တို့အာဒီအရှိအထည့်ထားတဲ့ prompt စာသားအတိုင်းပဲကျွန်တော်တို့ထည့်လိုက်တယ်အဲ့တော့အဲကျမကမြေခွေးမာလီပါရှင်ဆိုတဲ့စကားလုံးလေးကိုကျွန်တော်လုတ်လိုက်တယ်ပေါ့နော် ။အာဒီမှာဆိုရင်အာထည့်လိုက်တယ်ထည့်လိုက်ပြီးတော့ကျွန်တော်အပေါင်းလေးနှိပ်တယ်ပေါ့နော်။ဒီမှာအပေါင်းလေးကိုနှိပ်ပြီးတော့ဒီမှာအောက်က extend ဆိုတာလေးကိုပဲနှိပ်လိုက်တယ်ပေါ့နော်။အဲနှိပ်လိုက်တဲ့အခါမှာတော့ဘယ်လိုမျိုးထွက်လာလဲဆိုတာလေးပြမယ်ပေါ့နော်။အဲဒီမှာဆိုရင်တော့သူကဆက်တယ်ဆက်သွားတယ်ခုနပြောတဲ့အကောင်မလေးပြောင်းသွားတယ် အဲဒါဆိုမြန်မာလိုကပြီးသွားပြီပေါ့နော်ကျွန်တော်စီမှာတော့ကြားရတယ်ပေါ့နော်ဒါကြီးရဲ့လူတွေစီမှာကြားရတာတော့မသိဘူးပေါ့နော်အာဒီဒုတိယဆင်းမှာဆိုပြီးမြန်မာလိုပြီးသွားရတယ်ပေါ့နော်ပထမဆင်းမှာမပြီးဘူးပေါ့โอเคဒါဆိုရင်တော့ဟိုတီဝါလောက်ကြီးထင်တော့ဘောလို့အဲ့တော့အချုပ်အားဖြင့်ပြောရမယ်ဆိုရင်ကျွန်တော် mobile version မှာကျွန်တော်တို့အာဒီညီမလို့ပြအောင်ပြောမယ်ဆိုရင်ကျွန်တော်တို့အာဒီ Chrome browser ထဲမှာ Chrome browser ပေါ့နော်တခြား browser တွေတော့မသိဘူး Chrome browser ထဲမှာကျွန်တော်တို့ desktop site ကိုပြောင်းမယ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီအပေါင်းလေးကိုနှိပ်ပြီးတော့ extend ဆိုတာလေးကိုနှိပ်မယ်နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်အရင် share ထည့်ခဲ့ prompt အတိုင်းကိုမြန်မာလိုစာသားရေးပြီးတော့ထည့်မယ်အဲအဲ့ဒါဆိုရင်တော့ရလာပြီပေါ့နော်အဲအဲ့ဒါအပေါ်မှာကျွန်တော်တို့က download ဆွဲမယ် download ဆွဲမယ်ဆိုရင်ကျွန်တော်တို့အာဒီဟာလေးကိုနှိပ်မယ်နှိပ်ပြီးတော့음ကျွန်တော်ဒီ asset 34เนาะအာ sorry ဒီဒီဟာလေးကိုနှိပ်မယ် အဲဟာရလာပြီဆိုတော့ဒီမှန်သွားတဲ့ဟာလေးကိုကျွန်တော်တို့ဒီမှာအာဒေါင်းမယ်ဆိုရယ်ပက်တန်လေးရှိရပါတော့အမှကျွန်တော်တို့ flow မှာဆိုရင်1080 resolution ဒီထောက်လို့ရပါတယ်ပေါ့နော် ကဲဒီလောက်ဆိုရင်တော့ကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ဒါမြန်မာလို VO 3.1 first နဲ့မြန်မာလိုထဲနီးမြန်မာလိုထုံနီးเนาะ flow အသုံးပြုနေကိုတည်ွားပြီးလို့ထင်ပါတယ်အဲ့တော့ဒါကြိုင်နေတတ်တယ်ဆိုရင်လည်းသူများတွေကိုဝေမျှခြင်းအဖြစ် like and share လုပ်ခြင်းအဖြစ်ကျွန်တော် YouTube channel လေးကို subscribe လုပ်ခြင်းအဖြစ်အားပေးနိုင်ပါတယ်ခင်ဗျာအာနောက်နေ့ဗီဒီယိုမှာလည်းဒီထက်ပိုကောင်းတဲ့ဒါ tips and tricks တွေ AI အကြောင်းတွေအာကျွန်တော် freelancing အကြောင်းတွေကိုတင်ပြပေးပါမှာဖြစ်တာပို့လို့စောင့်ကြည့်ပေးပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ